ီကဟိုးငငယ်ကလည်းတမီးတို့ကဈေးသက်သားသမီးတွေပဲ။ဒါပေမဲ့အိမ်တော်ပြစ်ပြီးတော့ကင်လေတဲ့အမျိုးသားလည်းကောင်းကောင်းထားတော့တမီးငွေရှာပြရမလို့။အိမ်တော်ကွဲသွားတဲ့အခါကျတော့အတမီရုံးကန်ရတော့မယ်ဆိုတော့ပုံမှန်အချိန်ပြန်ဖြစ်လာတယ်။အဲတမီကိတ်တဖြည်းဖြည်းလှုပ်ကြည့်မယ်ဆိုဘေယာကျော်လေးစမူစာလေးကနေနောက်ပိုင်းကျန်တဲ့ခါလေးကထည့်ရောင်းပြသွားတယ်။အရင်ကတော့မမဟိုပါတော့အဲ့လိုအဲ့အချိန်ကကြတော့တုံးတောင်းလုံးနဲ့ပဲစလာတယ် ။ဒါဆိုဟိုစကားကုန်းလေးဇွန်လေးတက်တက်တက်တထောင်ကျော်နှစ်ထောင်ကျော်ဒဲဦးလေးကလုံးမဘာမှမရှိလေးငါတော့အဲ့လိုအလုံးနဲ့ပဲပြီးစလိုက်တာ။ तू က तू ကတခုပဲအမြဲပြောတဲ့စကားရှိတယ်။ तू အခုချိန်ကြီးတည်ထားတာ။ तू အဖေကမလေးရှားမှာ။အဲ့တော့ तू ကဘာလဲဆိုရင်မမေပပနဲ့ပါတော့တစ်ခါတော့တွေ့ပြီနော်။အမှန်တော့ तू ဖေကအများတန်းဒီလာမှာပဲသွားလာမယ်။ तू ဒီသမီးတို့ရဲ့စိတ်နဲ့ဆိုရင်ပြပြတာအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်ဆယ်ကကွဲလိုက်လို့ရတယ်။ ဒါပေမဲ့မွေးတဲ့သားသမီးရဲ့အရွယ်တစ်ခုရောက်တည်သူကျွေးရမယ်မွေးရမယ်သူကိုယ်တိုင်မကျွေးချင်တဲ့သူရောတောင်းမနေတော့အားလုံးကိုအရင်လိမ်မကြုံချင်အရင်အသေးလေးရာပြီးတော့ပါကြောင့်ကလေးတွေယောက်ျားမကောင်းမစင်လေနောက်ဆုံးလေပလုံကောက်လေအဲ့ကလေးကိုတန်းလန်းခေါ်သွားတော့လေဘာဖြစ်လို့လဲနေဒီကလေးလေးကနေဘဝမဟုတ်လားဘလောက်ပျော်ဖို့ကောင်းလဲကလေးတယောက်နဲ့မိမနိုင်ကိုဘုရားသခင်ကကလေးမချင်းမြင်တာဟုတ်ကလေးရှိတယ်ဆိုတာကံအရင်ကောင်းတဲ့မိမတွေမှာသာသမီရတာသူများတွေတိမ်ကြာနဲ့ချီပြီးကုန်ကလေးမရတဲ့လူတွေအများကြီးပဲ အဲတမီးတို့ကကံကောင်းလို့ခလေးရှိတာခလေးဆိုတာကံကောင်းတဲ့လူပဲရတာမိမနိုင်ရင်ခလေးမပေးထားဘူးတမီးသားနဲ့တမီးနဲ့ကတ냐မှမခွဲဘူးဘယ်တော့မှလည်းခွဲမှာမဟုတ်ဒါပေမဲ့ တေးချင်းတရားတို့ဘာလို့တော့သမီးတို့မသိရှိနေတဲ့အချိန်ဒီမှာတော့သမီးသားနဲ့သမီးတညမှမခွဲဘူးလေတော့မိုက်စနိုင်လောက်ခွဲလိုက်ပြီဆိုတော့သမီးစိတ်တွေပူငါသားလေးဘာဖြစ်နေလဲငါသားအဆင်ပြေလားငါသားကြောင်းမအဆင်ပြေလဲတားလို့ဆိုလဲတစ်ချိန်လုံးစိတ်တွေပူတားနော်သူများကလေးကိုလည်းအနိုင်မချင်းအောင်နော်သူများကနေအနိုင်ချင်းဆိုလဲဆရာမကိုတိုင်နော်မမကိုလာပြမမရှင်းပေးမယ်နော်အဲ့လိုဆိုတော့သမီးတိုင်နဲ့ညဆိုလို့ဖအေးရတဲ့အရာသာအရန်ကောင်းမုန်းတော့မမုန်းဘူးလေမမနောက်တစ်ခုကတချို့ပြောမယ်နှစ်တင်ကြလို့အဲ့ဒီအိမ်တော်ကိုမေ့သွားပြီအ အလကားရှောင်ပြောတာမမေ့လူတွေကအပေါ်ရံမဲ့ပြောတာဘာလို့သမီးတို့ခလေးလေးရှိသေးတယ်မမသမီးပြောမှာသမီးသားရဲ့ဆေးတောက်တဲ့ပုံစံဟာဆာသူ့ဖေနဲ့ပုံစံလဲဆေးကလုံးမမပေးလိုက်ဘူးသူကအရင်ဆုံးအဲ့ဆေးကိုဝါးချလိုက်တာအဲ့ဒီဆေးကုံမှာသူကရှင်စားတောက်တာဆိုတော့အဖေနဲ့သူတူတဲ့အချက်တွေမှာအညာကြီးပဲဆိုတော့သူသမီးပဲမှာရှိနေတယ်သူကလောက်ရတိုင်းလောက်ရတိုင်းသူ့ဖေနဲ့တူလိုက်တယ်သမီးဘယ်လိုမေ့မှာဒါမဲ့မုံလည်းမမုံတော့ဘူးပြန်လည်းမလို့ချင်တော့ဘူးဒါမဲ့ဘာတစ်ခုမှလည်းသူစီကမလို့ချင်ဘူး ချက်ချက်လေးပြောပါဦး။ဟုတ်တယ်ဟုတ်တယ်။ဒီဆိုင်လေးစပြည့်တဲ့အကြောင်းရကြတော့အဲသမီးသားနဲ့မမင်းနဲ့တကယ်ကိုလုံးဝတော့မနေထားဖြစ်လာလို့သမီးဈေးလေးပြန်ဆိုင်။ဘလို့နေထားဆိုဟိုသမီးကဟိုးငငယ်ရလဲသမီးတို့ကဈေးသက်သားသမီးတွေပဲ။ဒါပေမဲ့အိမ်အောင်ပြစ်ပြီးတော့ကင်းလေတဲ့အမျိုးသားလည်းကောင်းကောင်းထားတော့သမီးငွေရှာပြရမလို့။အိမ်အောင်ကွဲသွားတဲ့အခါကျတော့သမီးရုံးကန်ရတော့မယ်ဆိုတဲ့ပုံစံအချိန်ပြန်ဖြစ်လာ။အဲသမီးကဲတဖြည်းဖြည်းလှုပ်ကြည့်မယ်ဆိုဘရာကျော်လေးစမူစာလေးကနေ နောက်ပိုင်းကျန်တဲ့ခါလေးကထည့်ရောင်းပြသွားတယ်ငါးချက်လောက်ရှိပြီမမအာဆက်ဆက်လုံးကတော့မလွယ်ဘူးမလွယ်ဘူးဆိုတော့တမီးကအဲ့ဈေးရောင်းမှုလည်းစိတ်တရားမပါဘူးတမီးဟိုငိုတငုံငိုတီအဲ့လိုအလိုပဲတော့တမီးမေကပြောတယ်နေအဲ့ငိုနေလို့လည်းပါရမယ်ဖြစ်ခဲ့တာတွေဖြစ်ခဲ့ပြီးပါပြီဘာကြောင့်လဲဖြစ်ဖြစ်တမီးကန်နေရမှာဒီလိုဖြစ်လာဖို့ရှိတယ်ဟုတ်ပြီတမီးဖြစ်သွားပြီအဲ့တော့တမီးဘာလုပ်လဲအစာပိုင်းတော့တငုံငိုတီပဲနောက်ကြတော့တမီးကြော်လေးရောင်းကြည့်မယ်စတယ်မဖြစ်တော့ဘူးဘာလို့သမီးကသမီးသားရှိတယ်။အဲ့တော့သမီးသားလေးမူကြတက်တက်ရွယ်လာမယ်။ចောင်းတက်တက်ရွယ်လာမယ်ဆိုရင် ဒါသမီးကိုယ်တိုင်ပဲလောက်ရမဲ့ခါနာတွေဖြစ်သွားပြီအဲ့တော့ကောင်းပြီငါအကျော်လေးဆက်ရအောင်မစောဘယ်ရကျော်ရအောင်လဲနောက်ကျတော့စမူစာလေးထည့်ရအောင်စမူစာတချို့အနေနဲ့စမူစာဆိုတာလွယ်လွယ်လေးထင်မိမှမခောက်တတ်တော့သမီးကခတ်တယ်လုံးနေတာရှိတော့ဒါမဲ့လုံးတယ်ပျက်စီးတယ်ပြန်လုံးတယ်အဲ့လိုအဲ့လိုနဲ့အဲ့အဲ့လိုအရင်ကတော့မမဟိုပါတော့အဲ့လိုအဲ့အချိန်ကကျတော့၃00လောက်နဲ့ပဲဆက်လိုက် ။ဒါဆိုဟိုစကားကုန်းလေးဇွန်လေးတက်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 တစ်ထောင်ကျော်နှစ်ထောင်ကျော်တဲဦးလေးကလုံးမှဘာမှမရှိလေးငါတော့။အဲ့လိုအလုံးနဲ့ပဲတမိစလိုက်တာ။အဲ့လိုအဲ့လိုလေးပဲအဲ့လိုလေးပဲရအောင်တမိပါလဲဆိုတော့ဟိုအကြီးစားဖို့ကြောက်တော့တမိခလေးကငယ်သေးတဲ့ပုံမှာဒီခလေးတန်းလန်းတန်းလန်းနဲ့တမိမနိုင်။စိတ်ကူးရအများကြီးရှိမှလက်တွေ့လောက်ဖို့မဖြစ်နိုင်လေတော့တမိနိုင်တဲ့ပုံစံနဲ့တမိစ။စရရင်စရင်လည်းပဲအဲဒီလိုလေးဖြစ်လာပြီပေါ့။အများကြီးဖြစ်တယ်။အလုံးတွေလုံးပေးတယ်။ပျက်စီးတွေယူပေးတယ်ပျက်စီးတွေတဲပေးတယ်။ ဒီမုတ်တွေသမီးထုတ်ပြီးပြီဆိုရင် तू စတေကာတွေကတ်တယ်အဲအဲ့လိုမျိုးအဲ့လိုမျိုးပပကိုမေးလာမပြန်နဲ့ तू ကဟိုမွေးကလေးကနေပြီးတော့ तू အခုဒီအချိန်ကြီးအမတရင်တော့ထမင်းတော့ဘာလို့ဒါလဲဆိုရင်ပပသားသမီးတို့တရင်တော့မေးလဲ तू ကပပသားပဲသမီးနဲ့ပဲကြီးပြန်လာအပင်နဲ့နေတဲ့ဆရာသူ့ဖေကအိမ်အောင်ပြုတ်ကလေးကနေ तू ကဟိုအရင်ကလည်းနိုင်ငံသားမှဆိုတော့သမီးတို့ရဲ့အိမ်အောင်တက်နေဟိုဝမ်ဖြစ်တကယ်ဆိုသမီးတို့ရဲ့ပေါင်းသင်းနဲ့အတူရှိခဲ့တဲ့ဆရာတစ်နှစ်ပဲ ဒါပေမဲ့ तू อ่ะအဲ့အိုးသေးသေးလေးစကားစတဲ့ကလေးကဘလူတာလဲပပတာတရင်လို့မေးလဲပပတာဒါပေါ့သမီးသားကြောင့်ပဲသမီးတော်ကဒီအခုချိန်မှာသမီးသားပဲသမီးသားပဲသမီးသားအတွက်ဆိုသမီးသမားအာဒီဝါကြတာအကုန်လုံးပါသမီးအကုန်လုံးပါစိတ်မကောင်းဖြစ်ရတာပေါ့ဘာဖြစ်လို့ဆိုတော့သမီးကသာယူခဲ့ရလဲတမီးတို့ကဘယ်လိုလဲဆိုတော့ဟိုဈေးတဲ့သားသမီးဆိုရင်လည်းအရင်ကိုလိုကြီးစင်းရနွမ်းပါတဲ့သားသမီးတွေမဟုတ်ဘူးစားနိုင်မဲ့တောင်းနိုင်လေဟိုတမီးတို့အဖားဆိုတမီးတို့ငယ်စဉ်ကအဲ့လိုပဲအကျော်သေးတယ်ဒါပေမဲ့တစ်ဆက်လေးနည်းနည်းရှိရင်လက်စွပ်ကလေးတစ်ခုတမီးတို့ကနက်ကက်ကလေးတစ်ခု ဟိုအမြင်နဲ့ကောင်းကောင်းထားခဲ့တယ်အရင်မချမ်းသာဘူးဆိုမဲ့အဲ့တော့တမီးဘုံကဒီလိုတစ်စစ်ချိုးပြန်ဖြစ်တဲ့အချိန်မှာတမီးအလိုချင်ဆုံးကဘာလဲဆိုတော့တမီးတို့ငငယ်တွေကအဖေမရှိခဲ့တော့ဘူးတမောင်မောင်မလေးယောက်ချင်းတမို့အဖေမရှိအဲ့ဒီပုံမှာတမီးတောက်အဲ့လိုမဖြစ်စေတမီးလိုချင်တာမျိုးသားကိုနောက်ဆုံး question ဆက်လို့လက်မမထိုးရတဲ့အကိုကြီးရောက်နောက်ဆုံးပတ်စံမပေးလဲရတယ်အကိုကြီးနဲ့ငါတို့မြန်မာနိုင်ငံပြန်လာအတူတူနေကြမယ်။သူကဘာလဲဆိုတော့ဦးရဲ့အထက်ကပြဿနာတမီးတို့နဲ့အတူတူနေနေကြတော့ ။နောက်ငွေချေလဲတလောက်တစ်ချိန်တသိန်းပေးမယ်။သူပြောတယ်။ဒါမဲ့လည်းခလေးတယောက်ကတလောက်တသိန်းမကုန်ပါဘူးတဲ့။ဟုတ်ပြီရတယ်နဲ့တသိန်းဆိုတော့လေစေတနာရှင်လာပြီးရော။အဲ့တသိန်းကလည်းမမကြီးရတလောက်ပဲပေးကြတယ်။ယနေ့တိုင်ပြန်ပြီးမပေးတော့ဘူး။โอเคရငါကလေးနဲ့ငါရအောင်ရှောက်လာမယ်။အခုဆိုရင်သမီးသားချောင်းနဲ့ဖယ်ဒီနဲ့ဘာနဲ့မုတ်ဘိုးနဲ့ဆိုရင်သမီးတစ်လ၄သိန်းသွားဒီပြောင်သမီးအတိုင်းဝိုင်းနဲ့ခလေး၂ယောက်ရယ်သမီးတစ်ငယ်ချင်းခလေး၂ယောက်ရယ်၄ယောက်ကိုလက်ရှိဒီနှစ်ချောင်းဖွင့်တဲ့အချိန်မှာသမီးချောင်းထားပေးနေတယ် ဒါရီကဆွမ်းနာလို့နာမည်တက်ပြီးဘသူပဲပါလို့ကမအားငယ်သွားမယ်တမီးမပြောတော့ဘူးဒါပေမဲ့တမီးကလည်းတထင်းမကြီးလားဆိုတော့တမီးလည်းအဲ့လိုရှိတဲ့ခဲရမဟုတ်ဘူးတမီးတို့မိပါချမ်းသာလားဆိုတော့လည်းမဟုတ်ဘူးအဲ့လိုမဟုတ်အမေလည်းမဟုတ်ဆိုမှအတိုင်းဝိုင်းငယ်လည်းဆွမ်းနာလို့တယောက်ကိုချင်းချက်ကင်တယ်တယောက်ကိုချင်းအကျော်တယ်ဟိုလိုတထင်းကြီးတွေမဟုတ်ဘူးဒါပေမဲ့တမီးကဘယ်လိုလဲတမီးစိတ်ကိုယ်တိုင်ကအရင်းကြီးတွေအများကြီးတမီးယူလိုက်တယ်တမီးမဆက်နိုင်ဘူး တမိရရဲ့အရင်ကြောက်ပေါ့ခေါင်းကြီးတဲ့ကိစ္စအဲ့တော့တမိကတမိနိုင်တဲ့ပုံစံနဲ့ပဲမဖြစ်ဘူးဆိုတာမရှိဘူးငါရအောင်လုပ်အဲ့ကောတမီးတို့ဒီနေရာလေးကကြတော့တမီးငယ်လေးတွေကရောင်းနေတဲ့နေရာလေးဖြစ်တဲ့ပုံကိုတမီးကိုချစ်တဲ့ခင်တဲ့လူတွေအများကြီးရှိတယ်။တမီးကိုအားလုံးကဘလို့တမီးလဲဘလို့မီးလဲဆိုတာသိတယ်။အသက်၃နှစ်လောက်တည်းကအမေတို့ဦးလေးတို့လည်းလိုက်ရောင်းတာဆိုတော့အာမမအခုဆိုတမီး၃၀နဲ့၃နှစ်ဆိုတော့အနှစ်၃၀ပြောင်းတယ်။ဟာအများကြီးတမီးအခုတွေ့ရတာတမီးတခုပြောပြမယ်။ သမီးဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ဟိုသမီးတို့လိုလူဆိုရင်သမီးတို့ခစ်ပညာလေး၆တန်းနဲ့တက်တယ်။တေးကြတယ်မမဘယ်အလုပ်ဝင်ပညာ၆တန်းလောက်ကသမီးတို့ကိုလက်မခံဘူး။ဆိုတော့တန်ရှင်းရောက်မှသမီးတို့ထပ်တော့စာနေနဲ့တက်ကြမယ်လို့ခဲ့တယ်။အဲ့ဒီတော့အမျိုးသမီးတွေကိုပြောချင်တာကတော့ဘာကြောင့်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကံမှာဖြစ်လာဖို့ရှိတယ်။ဆိုရင်ကလေးကိုသူများပေးမယ်အစားနေ့တနေ့ကိုပင်ပန်းပြီးတော့ညစာရင်ဒီကလေးနဲ့ဖိုက်အိတ်တဲ့အရာသာအရင်ကောင်းတယ်လေ။သမီးကနောက်တော့သူ့ဖေကိုတတိယခဲ့တဲ့အချိန်တွေရှိတယ်။ကွာချင်းကတော့လက်မမထုံးဘူး။ကြားတယ် သူကမှသမီးတို့မလို့ခြင်းတော့တာသမီးတို့မလို့ခြင်းတော့သမီးလိုက်ကတ်နေလို့ပါရနောက်ဆုံးအချိန်ပြောခဲ့ကိုကြီးနင်တော့ဟိုဘာမဖြစ်ဘူးဆိုရင်ပတ်စံမပေးလည်းနဲ့နင်ပြန်လာခဲ့နင်ကလေးနဲ့အိမ်မှာနေငါရှာကျွေးမယ်အဲ့ဒီကလေးကသမီးရဲ့ဦးလေးတွေရှိတယ်အတော်လေးရှိတယ်သမီးအွားရှိတယ်သမီးပေါ့ဦးအိမ်မှာအသက်60နှစ်ရှိတယ်သူကိုယ်တိုင်လည်းတက်တဲ့ထားပြီးတော့သမီးတို့ပုံနေတယ်ပြောခဲ့ကြဒါမဲ့သူမလို့ကျင်တော့တာကသမီးတို့တာမီးဖြစ်နေတယ်သမီးကလေးကိုသမတို့ကသမီးကသူ့အရန်ချက်တာကိုသူသိတယ် သူသိတယ်အဲ့တော့သူရဲ့ခံစားချက်ကသိကြတာကသူကတမီးကသူနဲ့ဘယ်တော့မှမကွဲဘူးဆိုတာကိုလည်းသူသိတယ်နောက်ခုတမီးတို့ကမီဒီယာခရယ်နေရတယ်ခံစားချက်ကိုသူသိတယ်သူကဒီမင်းမငါ့ကိုတော့ငါဘာလို့လို့ခြေထောက်ကိုင်ပြီးပေါင်းပါပဲဒါပေမဲ့အကိုကြီးကျေးဇူးကိုဘယ်တော့မှမမေ့ဘူးဘာကြောင့်လဲဆိုတော့ငါ့ကိုတကယ်ကိုလမ်းမစေးတဲ့တာသမီလေးကိုတစ်ချိန်တစ်ခါတော့ရွှေလေးချက်သားတင်ပြီးတောင်းခဲ့တယ်အဲ့ဒီအဲ့ခါကလည်းငွေချေးကများတယ်ဒီမမသူခင်တော့ဆိုတော့လူလူကြီးဆောင်ရအရှိမလဲလက်ထက်ခဲ့တယ် ဟနီမွန်းဆိုပြီးတော့တကယ်ဘာမှမဟုတ်တဲ့အကျော်တဲမအိုမလေးရှားအထိခေါ်သွားခဲ့အဲ့ဒီကျေးဇူးတွေကိုကြီးကတော့မှမမေ့ဘူးမုန်းတော့မမုန်းဘူးလေမမနောက်တစ်ခါတချို့ပြောမယ်နှစ်တင်ကြလို့အဲ့ဒီအိမ်တော်ကိုမေ့သွားပြီအလကားရှောက်ပြောတာမမေ့ဘူးလူတွေကအပေါ်ရံမဲ့ပြောတာဘာလို့တမီးတို့ကခလေးလေးရှိသေးတယ်မမတမီးပြောမှာတမီးသားရဲ့ဆေးတောက်တဲ့ပုံစံဟာဆာသူ့အဖေနဲ့ပုံစံလဲဆေးကလုံးမမပေးလိုက်ဘူးသူကအရင်ဆုံးအဲ့ဆေးကိုဝါးချလိုက်တာအဲ့ဒီဆေးကုံမှသူကရှင်ကိုစတာပါဆိုတော့ အဖေနဲ့တူတူတဲ့အချက်တွေမှာအများကြီးပဲဆိုတော့သူတမိဘဲမှာရှိနေတဲ့တော့လောက်ရတိုင်းလောက်ရတိုင်းသူ့အဖေနဲ့တူလိုက်တမိဘလို့မိမှာဒါမဲ့မုံလည်းမမုံတော့ဘူးပြန်လည်းမလို့ချင်တော့ဘူးဒါမဲ့ဘာတစ်ခုမှလည်းသူဆရာမလို့ချင်ဘူးကိုယ်တိုင်းလည်းတံပါဝါကြီးတံပါးတွေမှာဟာပဲဟုတ်တယ်ဟုတ်တယ်မမ85မမအော်ဘယ်လိုပြောမလဲဆိုတော့လက်တွေ့ကြရင်ပေါ်ပြလို့မရတဲ့စကလုံးနဲ့အများကြီးနဲ့ရှေ့ဆက်ကြတယ်တေချာတာတို့ကသမီးတို့ရဲ့အားနဲ့ချက်ကလမ်းမင်းစည်းကိုပေါင်းပြီးဖြစ်တယ်နံပါတ်1ကသမီးတို့ကပညာမကျဘူး ဲ့ဒီပုံမှာဒီဒီဘက်ရဲ့ရောက်ခမဘက်ဘာညာရဲ့အတိုင်းဝိုင်းကလည်းတေချာတာတကူကနင်းလို့ရတယ်ဆိုတော့အခွက်လာနောက်တစ်ခုကယက္ကနာသမီးတို့လူကြီးဆောင်ရနဲ့လက်မှတ်ထိုးထားပြီးတော့ယူထားတဲ့စီပေမဲ့လေသမီးတို့အတိုင်းဝိုင်းကနေလာပြီးတော့ငါသမီးကိုဘာဖြစ်လို့လွတ်တာလဲငါမျိုးအဲ့လိုရံဖြစ်နေအတန်းသားတွေမဟုတ်ဘူးအဲ့ဒါကိုတို့ကသမီးတို့ရဲ့အာနောက်တော့ရခင်ကလေးကနှစ်အိတ်တိုင်လို့နေခဲ့ကြတဲ့လူကြီးဒီပုံမှာ ဒီအပေါ်မှာသူတို့ကဘာလဲဆိုတော့ဟာလောက်ပြမယ်ဆိုတဲ့ပုံစံလုပ်တယ်နောက်တစ်ခုသူတို့ရဲ့အဲ့အတိုင်းဝိုင်းကကြတော့ရှင့်နေတယ်အော်ပညာရှိတွေသင်မောသားတွေနဲ့တမီးတို့နဲ့ကြတော့အဲ့လိုကြည့်မှာဆိုတမီးတို့ကသူတို့ပြောနေကြစကားတိုင်းဟိုမှာဖြစ်ဘလို့ဝမ်းနေလဲဆိုမနေရလို့ဆိုတော့တမီးပါလေးအသက်ရှင်နေတယ်တမီးဖြစ်ချင်တာကတမီးပတ်ဆက်မလို့ချင်း သမီးသားလေးနဲ့တူနေအဲ့လိုအတူတူရှိတာပဲသမီးလို့ဆိုရင်အခုချိန်မှာသမီးငွေလည်းအခုလို့ပြောလို့ဟာဒီယောက်ျားကိုပြန်ပတ်သက်ချင်တာလားဒီယောက်ျားစီအောင်ငွေလို့ကျွန်တော်ဘာမှမလို့ချင်သမီးတော့ငွေမလို့တော့မွေးမလို့ဆိုတာသမီးတစ်ဖေးမှကြီးတော့မဟုတ်ဘူးသမီးနိုင်နေတဲ့သမီးရှာစားမှာအဲ့လိုလေးလို့ချင်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါလေးတွေကတချို့ချို့မှကြာပြပြရတာကခံစားမှုတဲ့လူပဲသိတယ်အမေတို့ကဘာမှအငဲ့ဆိုရမလို့နင်းတို့ခလေးတစ်ယောက်တော့မှ လေးတစ်ခါမွေးတဲ့မိန်းမဘလောက်ထိခက်လဲဆိုတာဒီအမေတွေအသိဆုံးပဲကလေးတယောက်လုံးဒုက္ခဒုက္ခနဲ့မွေးနိုင်လေကြံတဲ့အလုပ်တွေဘာမှမလုပ်နိုင်ကြတဲ့မွေးဖြစ်နိုင်တယ်ဖြစ်ရမယ်သမီးကအဲ့လိုသူကရှင်းမှသမီးကမျက်ရည်ကြားလို့မရဘူးဘာဖြစ်လို့ဆိုတော့ तू ကစိတ်ခါသစိတ်ခိုင်နေတော့သူကသမီးကိုသူမြင်ရတော့သူကလိုက်ကြမှာဒါပေမဲ့သူကပါဆိုမမကွာလှုပ်ကြည့်မမရောင်းကောင်းမှာမမဒီအားလှုပ်ကြည့်ရောင်းကောင်းမှာဒါပေါ့သမီးသားအတွက်ပဲသမီးအဲ့ဆိုသမီးတို့ကရှင်ရှင်လေးအမေလို့ဖြစ်လာပြီးချင်း အိမ်တော်ဘက်တွေကောင်းချင်လဲကောင်းမဲ့မကောင်းဘူးမိမနဲ့ဘလို့ကိစ္စရပဲဖြစ်ခဲ့ဒီကလေးကိုပြစ်လိုက်လို့မှမရဘူးသမီးတို့ဒီကလေးကိုပြစ်လိုက်လို့မဟုတ်သမီးတို့ကမွေးပြီးတောင်းဝန်းရှိအများကြီးချက်တော့ဗောသမီးသားသမီးရဲ့ဘဝသမီးသားကြောင့်တော့သမီးဖို့လို့ဆင်သမီးရှင်းမဆက်နိုင်တော့ရှစ်ဆက်မှလည်းမဟုတ်တော့အများအိုက်မအိုင်မလာအပင်ရရင်ပြခင်ရည်ရှိသူညာခြင်းနဲ့ အမဆိုင်မှာလည်းအများကြီးတာအားပေးကြ။သူကအဲအားပေးစကားလို့တမိအောင်ဟိုတခါတခါရှိတယ်။အာမိုးတွေပဲကြွားနေဆိုတော့အယောင်းဝယ်ရမရှိ။မရှိတမိအိမ်မတော့သွားရင်လည်းတမိမျက်နှာမကောင်းဘူးလို့တမိကနောက်နေ့ရင်းနေဆိုတာမလို့လေလေ။ဘာကမလို့ဆိုဒီလိုကာနာမျိုးရနေဝုန်းဆိုတစ်ဖေးဖြစ်ဖို့တော့တိုင်မလွယ်ဘူး။ဒါပေမဲ့တမိနေစဉ်ရောင်းရတယ်အဲ့ပုံစံနဲ့ဖြတ်တာ။အဲ့သူကဘာပဲလဲ။မမရောင်းမကောင်းဘူးနော်။တအဆိုင်မှာအချော်တွေတွေ့တယ်။မမအားမရနေတော့ဘူး။လက်ကျန်ရောင်းရမှာ။ ူကတမီရောအဲ့လိုသူကသူကတခုပဲအမြဲပြောတဲ့စကားရှိတယ်။သူအခုချိန်ကြီးတည်ထားတာသူ့အဖေကမလေးရှားမှာ။အဲ့တော့သူကပါလဲဆိုရင်မမေပပနဲ့တာကိုတစ်ခါတော့တွေ့ပြီနော်။အမှန်တော့သူ့အဖေကအများထန်ဒီတော့မှပဲသွားလာမယ်။သူဒီတမီတို့ရဲ့စိတ်နဲ့ဆိုရင်ပြပြတာအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်ဆယ်ကကွဲလိုက်လို့ရတယ်။ဒါပေမဲ့မွေးတဲ့သားသမီးရဲ့အရွယ်တစ်ခုရောက်ပြီသူချွေးရမယ်မွေးရမယ်။ကိုယ်ကိုယ်တိုင်မကြွေးချင်တဲ့သူရောတောင်းမနေတော့အားလုံးကိုအရင်လိန်မပြောဘူးချင်းအရင်အသေးတွေရပြီးတော့ပါကြောင့်ကလေးတွေ ယောက်ျားမကောင်းမစင်လေနောက်ဆုံးနေပလုံကောက်လဲအဲ့ကလေးကိုတန်းလန်းခေါ်သွားတော့လေဘာဖြစ်လို့လဲနေဒီကလေးလေးကနေဘဝမဟုတ်လားဘလောက်ပျော်ဖို့ကောင်းလဲကလေးတယောက်နဲ့မိမတိုင်းကိုဘုရားသခင်ကကလေးမချင်းမြင်တာလို့ကလေးရှိတယ်ဆိုတာကံအရင်ကောင်းတဲ့မိမတွေမှာသာသမီရတာသူများတွေပိန်ကြာနဲ့ချီပြီးကုန်ပြီကလေးမရတဲ့လူတွေအများကြီးပဲအဲ့တော့သမီးတို့ကကံကောင်းလို့ကလေးရှိတာကလေးဆိုတာကြာကောင်းတဲ့လူပဲရတာမိမတိုင်းကိုကလေးမပေးထားဘူး။မမပါတီရောင်းတာ။အတုံးဆုံးလို့ သာသန်သုံးတို့ကောက်ဆဲသုံးတို့ပဲကြသုံးတို့သုံးဦးသုံးတို့ပါဠိပူရီသမုစာပါဠိပူရီသမုစာတုတ်ပဲရင်နဲ့သမုစာနဲ့သုံးရတယ်သမုစာပဲရကြောပဲရင်နဲ့သုံးတာလည်းရတယ်နော်ဒီမေးလေးပါပါနေပူဒီအဲမမဟိုဗာလဲဆိုတော့ဒီမှာအများစုကအခု online ကနေလာဝယ်တယ်ဖုန်းဆက်ပြီးမာတဲ့ထဲမှာစမူစာတုံးနဲ့ပါနေပူဒီများတယ်အဲစမူစာတုံးကမှတခုကပဲရည်လေးနဲ့စားတာချို့ချတော့အပုပ်ပုံကချက်ချက်လေးပုတ်တာကြိုက် ။ဟောအစိုက်တစ်မျိုးစီပေါ့နော်မမ။ဟုတ်ကဲ့။အဲသမီးကိုအခုတချို့ဆိုရင်ဟိုဆိုင်ရတော့တိတယ်မလားနိုင်ဖုန်းဆက်ပြီးမလိုက်ဟိုဘဘဲရန်တို့လာတာတို့မလိုက်။ပြီးပြီဆိုတော့တို့ကနောက်နေ့ချရတော့ကိုင်းနေဦးမိတော်စုလိုက်ကြည့်ပါလား။ဆိုင်မှာထိုင်စားခြင်းလို့လာတာ။ဆိုင်မှာစားတဲ့အရာတော်ကိုချိုက်တယ်ပူပူလောလောလေးပေါ့ဆိုတော့။သိကြတယ်မမ။ ဆမ်ဆာတုတ်ဆိုတာရန်ကုန်မြို့မှာအများကြီးရှိတယ်။နံပါတ်၁ကသမီးလက်ရောက်ကြိုက်လို့လည်းဖြစ်နိုင်တယ်။သမီးကိုချစ်လို့ခင်လို့လည်းရှိနိုင်တယ်။တေချာတာတကူကသူတို့ကသမီးရဲ့ကျေးဇူးရှင်ပေါ့။အခုနောက်ပိုင်းဆိုမီဒီယာတွေဘလော့ဂါတွေကဒါသမီးတို့ရဲ့ကျေးဇူးရှင်ပဲ။အခုဆိုသူတို့လေးတွေမရှိသမီးတို့အချမ်းမြို့နေတဲ့လူတွေမသိနိုင်ဘူး။တောင်းတုံးကသိတယ်ဆိုတာမြင်မှုနေလို့သိတာ။အော်ဒီလိုမမတို့လူကျေးဇူးရှင်တွေဒီလိုအခု11 ဘလော့ကကလေးတွေသူတို့ကသမီးတို့ရဲ့ခြေစုရှင်တယ်အဲ့မဆလာဘင်းဆိုတာကသမီးလည်းမသိဘူးမသိဘဲနဲ့သမီးကစားပြီးစုံစားတော့ကလေးရောက်မယ်ဗျာအဲ့လိုချိန်ကတချို့ဒီ90ကျော်60 80လေးကဘာလဲဆိုတော့မဆလာဘင်းလည်းဘွဲပေးဆိုဘာပြောရလဲလို့ဆိုတော့သူတို့တစ်ချိန်လုံးကမျိုးတဲမှာလို့ပြောတယ်မမသမီးတို့အသက်နဲ့တော့မမီလိုက်ဘူးလားမသိဘူးအဲ့စမူစာပရာကျောင်းအဲ့လိုပဲရပူပူလေးလောင်းပြီးစားရတာအဲ့မဆလာဘီယံလို့ပဲအဲ့ဒါအဲ့ဆိုင်ရရှိခဲ့ဘူးတော့ရခုတော့မရှိတော့ဘူးစား ဆိုတော့အဲ့သူတို့ပေးတဲ့နာမည်လေးနာမည်ကိုတမီးကမဆလာပိုင်းရလောက်ချလိုက်တမီးပဲတမီးအကုန်လုပ်တယ်တမီးနောက်ပြီးတော့တမီးမှာဝန်ထမ်းကလေးဆိုလို့ဒီဇိုင်းချစ်တမီးမောင်လေးထည့်ရတယ်တမီးရဲ့အော်ဒယ်လီပို့ရဆိုလဲတမီးဦးလေးတွေတမီးမောင်လေးတွေအဲ့လိုကလေးလေးတွေပဲဆနလိုမျိုးနယ်လိုက်တစ်ထောင်နှစ်ထောင်သုံးထောင်မျိုးနယ်လေးတွေရှိတယ်ဒါလေးတွေကြတော့ဆနအဲ့ပို့တဲ့လူလေးတွေပေါ့သူတို့လေးတွေရှိတာပေါ့အပြောတယ်ပြောတယ်အဝေးမို့အပိုင်းပိုင်းနဲ့ရအောင်ပြောတာရံဖြစ်တာကိုဘယ်လိုပြောလဲဆိုတော့အကျော်တယ်မသားပေါ့ပြောတယ်အားဖြစ်ဘူးတမီးပြောတယ်အကျော်တယ်မကလည်း ်ထားတဲ့ကြောင်ကအစာဝစ်စားစီရင်မူကအစာပါမန်ပြည်လေတဲ့မိသားစုရဲ့ကလေးတွေနဲ့ကိုတန်းလူကတောင်းတာတောင်းမှာဘာဖြစ်လို့လဲဆိုတော့သမီးပဲအဟောင်းအစုပ်ဝင်ဝင်လိုက်မယ်သမီးသားအားငယ်မှာသမီးရမ်းကြောက်တယ်အေးအဲ့လိုမျိုးမိခင်မြတ်တာဆိုတာတဲ့မိခင်လို့ပြောလိုက်ရင်နှိုင်းတာရယ်ကတောင်းနှန်းတွေရောသမုတ်တရားတွေရောနှိုင်းတာရမြင့်မို့တောင်းလို့ဆိုရင်အမေတွေကသူတို့ကိုသူတို့ကိုတန်ဖို့ရှိအောင်နေတဲ့လေဘာအလုပ်ပဲလှုပ်စားလှုပ်စား ကောင်းတယ်တော့မကောင်းဘူးတော့နှိမ့်ကြတယ်တော့မထင်မနဲ့မွေးတဲ့သားသမီးပေါ့အကောင်းဆုံးဆောင်းလန်းသွားမဖြစ်နိုင်တာဘာမှမရှိသမီးကအဲ့လိုခံတယ်သမီးသားကိုသမီးကဘယ်လောက်ထိမျောနေလဲဆိုရင်သမီးကသမီးကတော့အကျော်တယ်လမ်းလေးရှိတယ်သမီးသားကိုသမီးကចောင်းစရာဖြစ်ချက်ចောင်းစရာလို့ပြောနိုင်ရင်လက်ရှိခေတ်ပညာရဲ့ចောင်းစရာပဲဖြစ်ဘာသာရေးចောင်းစရာမျိုးဆိုခုံရှိတယ်သမီးတို့လို့စီဘူးမီးဘူးဘဝနဲ့ဆိုင်ရင်သူသမီးထက်တော့ကုန်ရှိမယ်အေဂျင့်နဲ့ပုံစံလေးနဲ့သမီးမရှိတော့ရင်လည်းသူ့ကိုသမီးကြံရဲစေချင်တာ အဲ့တော့တမိအသက်ရှင်နေတယ်တမိကျမ်းမာနေတဲ့၍တမိဒီစေတမိကလည်းဒီအစားတောက်ပဲတက်အဲ့တော့တမိတက်တဲ့ပုံစံနဲ့ပဲတမိကတမိသားလေးကိုလောက်ကင်ပြီးတော့တမိပညာတတ်တမိမရှိတော့တဲ့တနေ့တော့နောက်ဘာတွေဆက်ဖြစ်မလဲမပြောတတ်ချစ်တယ်နော်မမေကအရင်ချစ်တယ်ဝင်းနေရလားဝင်းနေနဲ့နော်ဟုတ်ပါဘူးဟုတ်ပါမြေပဲအားကြီးနော်အင်းအရင်ကောင်းတာပေါ့တနေ့တာလုံးမှာတမိတို့ဒီအစားတောက်ကုန်ရောင်းတဲ့ဈေးတယ်တွေက ဟိုတကယ်ပြင်းမှန်းလားတမလို့မိုးလေးတူတယ်မျက်စိနှလုံးပွင့်ပြီးဆိုကြတဲ့ကနေပြီးတော့မင်းမွှေးတော့အဲ့ဒီပန်းအိုးဆိုတမလို့ဘာလို့ပြုတ်ကြတယ်မမချောင်းလိုက်လောက်ပြုတ်ကြတယ်တမီးကစော်တာနဲ့လူးစေဖို့မလုပ်ခင်တယ်တမီးတဘာဝအတိုင်းလူးစေဖို့လုပ်တယ်အဲ့တော့ချောင်းလိုက်လောက်ပဲအဲ့တော့တမီးတို့ကတနေကုန်ညအဲ့ရဝင်တဲ့အချိန်တွေပဲတမီးတို့ကကြောလေးဆန့်ခါလေးဆန့်အဲ့ဒီအချိန်မှာသမီးမေးမှာသမီးသားရှိတယ်သမီးသားနဲ့သမီးနဲ့ဒီနေ့ထိသမီးလို့ဆိုဟိုခကြီးခေါ်ရမယ်ချောင်းသားခေါ်ရမယ်လိုက်ခဲ့ပါလားသူတို့စီနဲ့သူတို့ခေါ်ရမယ်ဆိုတော့လူရှိတာတော့မ သမီးသားကြောင်းရှိတဲ့အတော်ကိုသမီးသားကိုသမီးထားခဲ့ရမှာဖြစ်တယ်။သမီးသားနဲ့သမီးနဲ့ကတ냐မှမခွဲဘူး။ဘယ်တော့မှလည်းခွဲမှာမဟုတ်ဘူး။ဒါပေမဲ့ တေးချင်းတရားတို့ဘာလို့တော့သမီးတို့မသိရှိနေတဲ့အချိန်တွေမှာတော့သမီးသားနဲ့သမီးတညမှမခွဲဘူးလေတော့မိုက်စနာရီလောက်ခွဲလိုက်ပြီဆိုတော့သမီးစိတ်တွေပူငါသားလေးဘာဖြစ်နေလဲငါသားအဆင်ပြေလားငါသားကြောင်းမှအဆင်ပြေလဲတားလို့ဆိုလဲတစ်ချိန်လုံးစိတ်တွေပူတားနော်သူများကလေးကိုလည်းအနိုင်မချင်းအောင်နော်သူများကနေအနိုင်ချင်းဆိုလဲဆရာမကိုတိုင်နော်မမကိုလာပြမမရှင်းပေးမယ်နော်အဲ့လိုဆိုတော့သမီးတိုင်းနဲ့ညဆိုလို့ဖအေးရတဲ့အရာတာအရန်ကောင်း ြန်လာမယ်ဆိုရောဆိုတော့မဖြစ်တော့မဖြစ်နိုင်။ तू ကလည်းအိမ်တော်သူ့အိမ်တော်လေးနဲ့ तू အဆင်ပြေနေပြီဆိုတဲ့အပေါ်မှာလေ။အဲတမီတမီက3နိုင်ဆိုတမီမုတ်တွေရရပြီ။ရပြီဆိုတော့တမီကအဲ့လိုဘန်နဲ့မှအများကြီးကြော်မထားဘူး။ဟောလိုအပ်တဲ့လောက်ပဲ7ဘောက်5ဘောက်ရစားပဲကြော်တယ်။အဲ6နိုင်လောက်ပိုင်းဆိုချွတ်ချွတ်မုတ်တွေမစုံတော့။လိမ့်စာအမမညရကုန်လဲမင်္ဂလာတောင်းနေမျိုးလေ။ဒါကဖုန်ကြီးရကွာ။ခွန်ရည်ရမဆလာပြင်းဆိုင်နေမှာဟုတ်တယ်အဲ3944 4410 130တက် ဟုတ်ကဲ့မမအမားဆောင်လာရောက်အားပေးကြပါအမားဆောင်အားပေးတဲ့လူတိုင်းလေးတယောက်ချင်းကြီးအရန်ချင်းကြီးတင်ပါတယ်ဆက်စစ်တောင်းပေးလိုက်ပါအောင်တတရေးချက်ချက်လေးစုတာကျမပါစီချမ်းသာပါစီလူတွေကျမ်းသာကြီးပြေးပွားပါစီဆန္ဒနဲ့ဘွားနဲ့တတ်တူကြပါအာမင်လို့ပါအာမင်